ားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube channel လေးဖြစ်တဲ့ Linga Support channel ကနေလည်းကြိုဆိုပါရစေဟုတ်ကဲ့ပါကျွန်တော်လည်းဒီနေ့မှာပေါ့နော်ဒါဥရောပပွဲစဉ်တွေဖြစ်တဲ့ပေါ့နော်ဒါ EFN ကနဲ့နောက်တစ်ခုကပေါ့နော် Italy City အပြင်တော့ဒါ Germany Bundesliga မှာဆိုရင်တော့ Copa Italy Flat ပြောင်းပွဲစဉ်ရှိတယ်ဗျာဆိုတော့ကျွန်တော်ဒီနေ့ရွေးချယ်ပြီးမှာ Italy City ပွဲစဉ်နှစ်ပွဲပဲရွေးချယ်ပေးသွားပြီးတော့ဒါအင်္ဂလန်ပေါ့နော်ဒါ EFN Cup ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗျာဆိုတော့ဒီပွဲစဉ်တွေညီကလေးအကြိုက်ရှင်းတူမှာလိုက်ပြီးစောက်ကစားလို့ရပါတယ်မကြိုက်တဲ့ညီကလေးကတော့ပတ်ကံပြီးစောက်ကစားလို့ရပါတယ်ခင်ဗျာနော် ဒါပေမဲ့ဒါကျွန်တော်အကြိုက်တွေရွေးပြချဲပေးတာဆိုညီကိုတို့ကြိုက်ချင်မှလည်းကြိုက်ပါပါမကြိုက်ရင်လည်းကိစ္စမရှိပါဘူးဒါပေမဲ့ကြိုက်တဲ့ညီကိုတွေကတော့အဆင်ပြေပါတယ်နောက်တစ်ခါကျွန်တော်အကြိုက်တွေပဲယူပေးထားတယ်ဆိုအဆင်ပြေမှုလည်းထင်ပါတယ်ခင်ဗျပြောစရာတစ်ခုရှိတာကတော့ဒါကျွန်တော်သိခံထားလို့ပေါ့နော်ဒီဗီဒီယိုသုံးသပ်နေတဲ့အချိန်မှာကျွန်တော်စေနာအပြေးဝါနဲ့ညီကိုတို့ဒါရွေးချယ်သုံးသပ်တင်ဆက်ပေးတာမှအားတဲ့ကြာတယ်ကိုလည်းနောက်ကြတယ်ဒါကျွန်တော်လည်းကျွန်တော်ရဲ့အလုပ်တစ်ဖက်နဲ့ဗျာနော်အဲကြောင့်နောက်တစ်ခုကျွန်တော်ပြောချင်တာကကျွန်တော် member မခေါ်ဘူး အေဂျင့်အကောင့်တွေဖွင့်ပြီးကြော်ညာတဲ့ထဲမှာလည်းမပါဘူးဖွဲ့ရောင်းစားတဲ့ထဲမှာလည်းကျွန်တော်ဆိုရင်မပါဘူးဒါသိဖို့တဲ့ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel မှာ YouTube channel မှာပဲကျွန်တော်အများဆုံးတင်ပေးမယ်ဆိုပေမဲ့ဒီကြားကလည်းမတင်ပေးသေးဘူးကျွန်တော်နည်းနည်းလေးလည်းချုပ်နေလို့ဒီဘွဲစင်တွေကျွန်တော်သိမကြိုက်လို့အတွက်ကြောင့်မလို့စနေတနင်္ဂနွေမှာကျွန်တော်အင်္ဂလိပ်ပလေးများလေးပြင်တခြားလေးဘွဲစင်တွေဆက်လက်ရွေးချယ်ပေးမှာ YouTube channel မှာပဲတင်ပေးမှာအဲ့ဒီ YouTube channel ဖြစ်တဲ့ S Linga Sport channel ကိုပဲတွားရောက်ကြည့်ရှုအားပေးကြဖို့လည်းဖိတ်ခေါ်ပါတယ်ဒါ subscribe လေးနည်းနည်းလေးလို့ပေါ့နော်ဆိုတော့ Facebook page မှာတော့ကျွန်တော်ပုံမှန်တိုင်းပဲတင်ဆက်ပေးသွားမှာဖြစ်တယ်ကျွန်တော်ကြိုက်ဆိုတော့ ဒါအကြရှင်းတွေ့ချင်းမှလည်းတွေ့မယ်ကြက်သလိုပြောလို့ရရဆိုမဲ့ကျွန်တော်ကိုဒါဆရာကြီးလိုပါပြီးတော့မလို့နဲ့ကျွန်တော်ဘယ်သူမှဆရာကြီးမလို့ဘူးဘယ်သူမှလည်းဆရာကြီးစတိုင်နဲ့နေနေတာမပါဘူးဘလုံးလောကမှာဘယ်သူမှဆရာမရှိဘူးဆိုပေမဲ့ဆရာကြီးလိုတုံးသက်ပြီးတော့ပြောနေတယ်မှာလေးရှိပစ်ရှိသွားနေတယ်မှာကျွန်တော်မပါဘူးအဲ့ဒါခင်ဗျားတို့သိထားဖို့ဒါတချို့လူတွေပြောပါမသိသေးတဲ့လူတွေပြောပါကျွန်တော်စိတ်တက်ကိုမသိသေးတဲ့လူတွေဟုတ်ပြီအဲ့ကျတော့ကျွန်တော်အနေနဲ့ပေါ့နော်ပထမဆုံးပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါလက်ရှိနဲ့နာပိုလီပွဲစဉ်သွားမှာဖြစ်တယ်နာပိုလီနိုင်ပွဲရတာလက်ရှိတည်ကြပြီးရှုံးနိမ့်ထားတယ်မှန်တယ် ဒါဥရောပပေါ်စင်မှာရှုံးနေတာပြီးအီတလီစင်မှာပြန်ပြီးတော့အနိုင်ရရှိသွားအောင်မလားဒီနေ့ပေါ်စင်မှာလဲတိုက်စပိုင်းနဲ့ကွန်းလယ်ပိုင်းမှာတိတ်အားများတဲ့နာပိုလီအနေနဲ့အင်တာအနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာတော်တော်လေးကိုအားရစရာတော့ကောင်းနေဆိုပေမဲ့ဒီလက်ရှိကိုအနိုင်ရရှိသွားနိုင်မလားနာပိုလီရဲ့အဝေးကွင်းကနေဒီနေ့တလုံးစီစီဖောက်ပြတာဂိုးပေါင်းတဲ့နှလုံးသားပြားဆုံးချုံးသေးဒါတော်တော်လေးကိုအဆင်ပြေမယ်ဆိုရသေးကိုပေးထားတာဖြစ်တယ်။ဟိုကီလီနေနဲ့လက်ရှိကအင်ဝင်ရုံးကန်အားရှိတယ်။ဒါမဲ့နာပိုလီကအဆင်စားရနံပါတ်1ကိုချောက်သွားပါတယ်။ဒီနေ့အနိုင်ရရှိရကိုကျွမ်းလာခဲ့မှဆိုရင်တော့ကွင်းလပိုင်းမှာဒန်ပြဿနာရှိပြီးတိုက်စစ်ပိုင်းမှာကိုသိမ့်မှုဆက်လက်ရုံးကန်ရတယ်ဗျ။အဝေးကွင်းမှာတော့ ကိုကမရလကောင်နာပူနဲ့ဒီအဝေးဝင်းနာပူနဲ့ပေါ်တော့လက်ရှိလိုပွဲစဉ်မှာကျွန်တော်ကတော့ဒါနာပူလီကတ်နိုင်သွားလာပြီဘူးနဲ့သွားလိုက်မယ်လို့ခံမမိပါတယ်။စက်ကြကိုဆက်လက်ရွေးချယ်ပေးရမယ်ဆိုရင်ကျွန်တော်အနေနဲ့နာပူနဲ့ဒီလက်ရှိပွဲစဉ်မှာကိုပန်းအောက်တစ်ချောင်းလဲပဲကျွန်တော်စော့သိခြင်းနဲ့ကိုပန်းအောက်ကိုလည်းညီကိုကြိုက်နှစ်သက်တဲ့စီးနဲ့ကိုဘကတင့်တော်စီးမှာလိုက်ပြီးစော့ကစားလို့ရပါတယ်ခင်ဗျာနော်။နောက်တစ်ပွဲဖြစ်တဲ့အက်တလန်တာနဲ့ AC ပွဲသွားမယ်။ Italy City ရဲ့အစင်စားရတူမှာဆိုရင် AC Milan အဝေးဝင်းက၃ပေါ့နော်ဒါအစင်စားရတူမှုအိမ်ဝင်ဖြစ်တဲ့အက်တလန်တာ9 အင်္ဂွင်းခွတ်တဲ့ဒီအက်တလန်တာနဲ့ AC Milan တို့ကဒီယူနိဘော်ဒီလေးကနဦးလေးယနေ့လက်ရှိဖောက်သေးမှာရှင်းလူလေးပဲဖောက်ရတယ်ကိုပေါင်းစင်းနှလုံးအရှုံးသေးပြစ်ထားတယ်။ AC တို့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာအနိုင်ရရှိဖို့အခွင့်ရနေပြီးတေးကျသွားပြီးအက်တလန်တာရှုံးနေတယ်။ဆိုတော့အချက်စဉ်းစားလာကြဝန်ကွင်းဖြစ်တဲ့ AC Milan အက်တလန်အကြုံးမေးရလို့အက်တလန်တာ AC Milan ပြန်ပြီးအကြုံးမေးရဘူးကိုပေါင်းသေးကလည်းပြော့နေတယ်။ယူဂျင်းနဲ့ကစားခြင်းနဲ့သဘောမျိုးပြစ်ထားပြ။ဘယ်လိုဖြစ်ဖြစ်ပါ AC ရုံးကန်လာခဲ့မယ်ဆိုရင်တော့မှအက်တလန်တော့ခံခံပြီးတော့ဆိုရင်တော့ချုပ်ဖို့တော့မရှိဘူးပြ။ ဒါကြောင့်မို့ဒီနေ့ပွဲစဉ်မှာကျွန်တော်အင်ကွပြတဲ့အက်တလန်နာဘော်ဒီနဲ့ကူပေါင်းအောက်လို့ကျွန်တော်တွဲပေးခြင်းနေပါတယ်ခင်ဗျာနော်ဒီပွဲစဉ်လေးကိုလည်းနောက်ထပ်တစ်ပွဲဖြစ်တဲ့အင်္ဂလန်ပေါ်တော့ဒါ League Cup ဖလားပွဲစဉ်အေဗန်ဘတ်ဆန်ဒီမှာဆိုရင်ကျွန်တော်ကတော့ဒါ Gleven 2နဲ့ပေါ်တော့ဒါ Blackford ပွဲစဉ်မှာအဝကွင်းဖြစ်တဲ့ Blackford ဘော်ဒီပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဒီသုံးပွဲကတော့ကျွန်တော်အကြိုက်ပဲဖြစ်ပါတယ် Mount Body ချက်တို့နှစ်သက်ရကစားလို့ရပါတယ်ခင်ဗျာနော်တူတူနဲ့လိုရင်ပဲပြောပြလဲအတွက်ကြောင့်မို့လို့ညီကိုတို့အနေနဲ့ဒါများများသွားရလို့မထင်ပါနဲ့ဒါကတော့ကျွန်တော်ကြိုက်ကလေးရွေးချယ်ပေးထားမှာလို့ချက်နှစ်သက်လို့မယ်လို့လည်းထင်မိပါတယ် ားလုံးကကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ